ကဲဒီနေ့အစီအစဉ်လေးကတော့ Yumi App ရဲ့အခြေအကျံပေးအစီအစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တော့အချင်းအကြံပေးပို့တာပါဒီနေ့ခေါင်းစဉ်လေးမှာဆိုလို့ရှိရင်တော့ယောက်ျားလေးတွေပေါ့နော်ကိုယ်လာပြီးတော့စိတ်ဝင်စားနေတဲ့အခါမှာသူတို့တွေထုတ်တုံးတဲ့အကွက်လေးရှိတယ်။အားဒါကိုယ်တိုင်လည်းကြုံခဲ့ဘူးတဲ့အကွက်တွေပေါ့နော်အဲ့အကွက်တွေတွေကနေမှာခုနှစ်ချက်ကိုပြောပြပေးသွားမယ်။ဆိုတော့သိချင်းဆက်ကြည့်ကြည့်။နံပါတ်1အချက်ကကိုမူရရဲ့လိန်လို့မရအောင်။ယောက်ျားလေးတယောက်ကသူတို့သဘောကျတဲ့ main ကလေးရှိမှဆိုလို့ရှိရင်သူတို့ရဲ့ဟန်ပန်မူရရဲ့လုံးဝလိန်လို့မရအောင်။ အာဥပမာကွာကိုနဲ့အကြည့်ချင်းစုံလိုက်မိတဲ့ခါမှာသူတို့ကချက်သွားတာမျိုးတွေပါလေလုပြတတ်ကြတယ်။ယောက်ျားလေးတွေလည်းမချက်ဘူးမထင်နဲ့နော်အရန်ချက်တတ်တယ်။အာပြီးတော့နောက်ထပ်တစ်ခုကကျတော့သူတို့ကိုဘာစားခြင်းလဲဘာတောက်ခြင်းလဲအဲ့လိုမျိုးပေါ့နော်အသေးစိတ်ကစားလိုက်ပြီးတော့ဂူးစိုက်တာမျိုးတွေလုပ်ပေးတတ်ကြတယ်။အာဥပမာအာမာလာရှင်ကစားခြင်းလားဟိုဟာစားခြင်းလားတဲ့သပွဲတို့တယောက်လိုမျိုးပဲအကုန်လုံးရွပြပေးလိုက်တယ်။သားမျိုးပေါ့နောက်ထပ်တစ်ချက်ကကြတော့အဲ့လိုမျိုးနေပူတဲ့ဘာကြီးသွားလို့ရှိရင်လည်းမတိမတာအတိတိတတာလက်ကလေးနဲ့ကာပေးရမျိုးကိုလုံးလေးနဲ့ကာပေးရမျိုး တို့ကိုတို့ product ဖြစ်တယ်ပေါ့တို့အရန်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေလည်းမတိမတာတိတိတတောင်ထုတ်ပြရကြတယ်ချစ်ချီတို့ကကြအမျိုးရကိုတူတူခုံလုံးဖို့လက်တွဲပေါ်လေးတယောက်လိုအပ်နေရလीဒါများစိတ်မပူနဲ့ UMF မှာ Super League နဲ့တော်ကီဖြစ်လာရုံပေါ့ယူမီနှလုံးသားချင်းချိတ်ဆက်ဆို န်းနှစ်ချက်ကမျက်လုံးနေရာစကားပြောတယ်။ယောက်ျားလေးတယောက်ကကိုယ်တကယ်သဘောကျနေလားဆိုတာသိချင်တယ်ဆိုလို့ရှင်တော့သူတို့ရဲ့မျက်လုံးတွေကိုကြည့်ကြည့်။အာမျက်လုံးတွေကလိမ်လို့မရအောင်ဆဲစကားလည်းရှိသေးရပါကွာ။တကယ်လို့သူတို့သာတကယ်စိတ်ဝင်စားနေတယ်ဆိုလို့ရှင်သူတို့ရဲ့မျက်လုံးလေးတွေအယောင်တောက်နေပြီးတော့မျက်လုံးအိမ်လေးတွေကြီးပြီးတော့ဝိုင်းနေလိမ့်မယ်။ အာဥပမာပြောရရင်ချင်းချင်းရှင်းလဲမျက်လုံးတွေပေါ့နော်အဲ့လိုမျက်လုံးတွေနဲ့ကြည့်နေတတ်ကြရဲ့တခါတလေဆိုလို့ရှိရင်လည်းကိုယ်နဲ့ eye contact ဖြစ်အောင်လို့အကြည့်ချင်းမစုံစုံအောင်လို့ကြည့်တတ်တာမျိုးတွေလည်းရှိတယ်နောက်တစ်ချက်ဆိုလို့ရှိရင်ဒါတို့တွေကကိုယ်ပြုံးပြုံးကြီးနဲ့စူးစူးဆိုက်ဆိုက်ထိုင်ကြည့်နေတာမျိုးအာ ချစ်ရင်ရှင်းလဲတဲ့မျက်လုံးကြီးနဲ့ကွာလို့မျိုးအသေးရလို့မျိုးထိုင်ကြည့်နေတာမျိုးတွေလည်းရှိတတ်တယ်။အဲအဲ့လိုအခါမျိုးတွေမှာဆိုလို့ရှိရင်တော့အဲ့လိုကြီးထိုင်ကြည့်နေတာကြီးကတခါတလေမှာကိုယ့်အတွက်စိတ်မတက်မတာဖြစ်တယ်ဆိုပေမဲ့ကိုကလည်းသူ့ကိုတကယ်ပြန်ပြီးတော့ flat ချင်တယ်။အာအသေးရအောင်ပြန်ပြီးတော့လှုပ်ပြနေတယ်ဆိုလို့ရှိရင်ရှက်ကိုရှက်ကန်အမူအရာလေးနဲ့လှုပ်ပြလို့ရတယ်။အာ သူတို့လက်မလွတ်ချင်အောင်လို့အသေးအောင်လို့လှုပ်ပြရတဲ့ပုံစံမျိုးလေးပေါ့ဒါပေမဲ့အဲ့ခါမှာလည်းအဲ့လိုလှုပ်ပြတဲ့ခါမှာလည်းအရင်အလွန်ကြုံတော့လည်းမဖြစ်စေနဲ့ပေါ့နော်အာယောက်ျားလေးတွေကဒါအကယ်၍မိန်းကလေးတွေကိုစိတ်ဝင်စားလာရဲဆိုလို့ရှိရင်သူတို့ကဒီမိန်းကလေးရဲ့အသားလေးကိုနည်းနည်းလေးထိလိုက်ရရင်ကိုသူတို့ယင်ခုန်ကြရယ်ကွာဆိုတော့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့အသားလေးတွေမထိတိအသားယူတာမျိုးလေးလှုပ်လာတတ်ကြတယ်ဥပမာဒါသူတို့အသုံးနေကြအကွက်တွေတဲ့က အရိုးရှင်းဆုံးအကွက်တွေကိုပြောပြရမယ်ဆိုလို့ရှိရင်တော့အာတ िश ူးလေးကိုပင်းရနေပထမဦးအသားလေးကိုထိမိသွားတာမျိုးသပင်လေးတက်ပေးလိုက်တာမျိုးဟဲ့အမှိုက်ကြီးဆိုပြီးဖယ်ပေးလိုက်တာမျိုးဒါမျိုးတွေပေါ့ကွာဒါတွေကတော့လုံနေကြအကွက်တွေမြင်မှုနေကြအကွက်တွေတည်းတခုပဲဒီလိုမျိုးအကွက်တွေလုံလာပြီဆိုလို့ရှိရင်တော့သိကြတယ်အဲ့ဒီဘေးကဒီဗီဒီယိုကြည့်နေအကောင်မလေးကိုစိတ်ဝင်စားနေပြီနံပါတ်၄အချက်ကကိုနဲ့စကားပြောရဖို့ကိုနဲ့အပြစ်မှာဒိတ်ရဖို့အသေးအံစူးစမ်းလိုက်မယ်ယောက်ျားဆိုတဲ့မျိုးကအမဲလိုက်တဲ့တားရဲ့မုံဆိုတဲ့တူတယ် ဒါတွေကိုလည်းဒါ sister တို့သိထားရမယ်အချက်တွေတခုပဲအာဆိုတော့ဘယ်လိုလဲဆိုတော့ကွာမုတ်ဆိုးတွေကသူတို့အရန်ကြိုက်တဲ့တားကောင်တကောင် တွေ့ပြီဆိုလို့ရှိရင်အသေးအတန်လိုက်တက်ကြသလိုပဲအာယောက်ျားလေးတယောက်ကလည်းကိုအရန်သဘောကျတဲ့မိန်းကလေးဟိုတွေ့ပြီဆိုလို့ရှိရင်အဲ့မိန်းကလေးနဲ့စကားပြောရဖို့အဲ့မိန်းကလေးနဲ့တွေ့ရဖို့သူတို့စီကအတန်းရှင်းရဖို့အသေးအတန်စူးစမ်းတတ်ကြတယ် အဲ့လိုမျိုးပဲကို့နားမှာဝေးလေဝေးလေလုံနေအကောင်လေးတွေထဲမှာအဲ့လိုမျိုး effort ထုတ်လာတဲ့အကောင်လေးတွေရှိပြီဆိုလို့ရှိရင်တော့တေးကြတယ်အဲ့ဒီအကောင်လေးကတင့်ကို flat တဲ့အဆင့်ထက်ကျော်ပြီးတော့သဘောကျနေပြီဘာဖြစ်လဲဆိုလို့ရှိရင်ကွာယောက်ျားလေးတွေကသူတို့သာတကယ်စိတ်ဝင်စားအောင်ဆိုလို့ရှိရင်အချိန်ကုန်ကန်ပြီးဘာမှမကြိုးစားဘူးနံပါတ်5စကားပြောဆိုလေးတွေမှာတိတာတယ် အယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုပေါ့နော်သူတို့ဘွားတွေကိုဆွဲခေါ်ဖို့အတွက်ဒါစဉ်းစားပြီဆိုလို့ရှိရင်တော့သူတို့အသေးစိတ်ကအစလိုက်ပြီးတော့ဂယူဆိုင်ပေးတတ်ကြတယ်စိတ်ရှိရှိလေးနဲ့ရှင်းပြတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအသေးစိတ်စကားပြောတာလေးတွေကအစတိတာတယ်ဥပမာပြောရလို့ရှိရင်ကွာအလိုလိုက်အကြိုက်ဆောင်ပေးတာမျိုးပေါ့ အာဒီနေ့သူနဲ့ကိုနဲ့ကတွေ့ပြီးွားလို့အပြစ်မှာဒိတ်ပြီးွားလို့ခံစီမိတယ်အာသူတို့ဘက်ကလည်းဒါအဆင်ပြေရလို့ခံစားရလာပြီဆိုလို့ရှိရင်နောက်ရက်တွေမှာလည်းထပ်တွေ့ဖို့အတွက်ကိုအများကြီးကန့်လန့်မှုတွေလုပ်လာနိုင်မယ်ဥပမာအာဘယ်ဆန်ကမာလာရှန်ကိုကောင်းတယ်ဟိုဆန်ကတော့ဘာဘယ်ဒီကောင်းတယ်နောက်နေ့ကျရုပ်ရှင်သွားကြည့်အောင်အယုတ်သွားကောင်းအောင်စသဖြင့်ပေါ့နော်အာအများကြီးပဲသူတို့မှာ reason အများကြီးနဲ့ကိုယ်ကိုလာပြီးကန့်လန့်လာနိုင်မယ်မတွေ့တွေ့ရဖို့စူးစမ်းလာနိုင်မယ်စကားပြောဆိုတွေကစိတ်ရှိလာပေးနိုင်မယ် အဲ့ဒါကြီးကြီးချင်းအဖြစ်ဆိုလို့ရှိရင်သိကြတယ်သူကိုယ်စိတ်ဝင်စားနေပြီနံပါတ်6အချက်အနေနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အသေးစိတ်လေးတွေကစ Q site လေ့လာထားမယ်ဒီအချက်ကိုတော့ဥပမာလေးနဲ့ပြောပြသွားမယ် အာဥမာကိုနဲ့မာလာရှန်ကိုသွားစားတဲ့အခါမျိုးမှာဆိုလို့ရှင်အထုံးမကြိုက်ဘူးမလားအဆက်ကိုအများကြီးကြိုက်တာမလားအာဘာဘယ်လိုလဲနည်းနည်းမေးမကြိုက်ဘူးမလားမြေပဲကြိုက်တာလားစသဖြင့်ပေါ့နော်ဟိုကိုတော့မပြောရသေးဘူးကိုရဲ့အကြောင်းတွေကိုသူတို့ကကြိုပြီးတော့လေ့လာထားတဲ့ပုံစံတွေကိုပြမယ်ပြီးွားလို့ရှင်ကိုရင်မွေးပါအနေကြိုက်လဲနှခမ်းနေဆိုလို့ရှင်ဘာအောင်ကြိုက်တာလဲဘယ်လိုအောင်လေးစိုးတက်တာလဲလက်သေးဆိုလို့ရှင်အာဘယ်လိုလဲအရှင်ထားလားအတူထားစသဖြင့်ပေါ့နော်ကိုအကြောင်းကိုထပ်ပို့ပြီးတော့သူတို့ကသိနေတတ်ကြတယ်တချို့ ကောင်လေးတွေဆိုလို့ရှိရင်လည်းအရင်ရရရှိရပါလို့ဆိုတော့သူတို့လုံးဝ K-pop ကိုမသိဘူးကြိုက်လည်းမကြိုက်ဘူးစိတ်လည်းမဝင်တာဒါပေမဲ့အာသူတို့သဘောကျတဲ့ကောင်မလေးက K-pop ဘာသာဖြစ်နေရဆိုလို့ရှိရင်သူတို့လုံးဝမသိတဲ့ level တွေကိုပါပြစ်ပြီးတော့ဇုံခြေစုံပြစ်ပြီးတော့လေးလာပလိုက်တာမျိုးတွေလည်းရှိရပါတော့ဒါကိုထွေးကြုံရမှုတဲ့အဖြစ်ပြက်တကူဒါစဉ်းစားမိလို့ပေါ့နော်ပြောပြတာဆိုတော့အဲဒီလိုမျိုးအချက်တွေအဲလုတ်တယ်ဆိုလို့ရှိရင်ကွာဒါလိုလိုက်အကြိုက်ဆောင် အဲလိုလိုက်ကြိုက်ဆောင်နေဆိုတဲ့သဘောပဲကွာအဲ့ခါကျတော့ရှင်ကောင်မလေးကပို့ပြီးတော့လဲအမှတ်ပေးတတ်ကြတယ်ကဲနောက်ဆုံးအချက်ဆိုလို့ရှင်တော့ကိုကိုပျော်အောင်ထားလိုက်မယ်ဒီချက်ကဒါအရေးကြီးဆုံးအချက်လေးဖြစ်တယ်လို့ဒါလိုလဲလိုအပ်တဲ့အချက်ဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုး flat တဲ့အဆင့်မှာတော့မပျော်အောင်မထားဘူးဆိုလို့ရှင်ဘာလို့မှလဲကွာတိလာခောက်ထားလိုက်တော့ ဟုတ်တယ်မလားအခုလိုမျိုးအဲ့လိုမျိုးပြောအောင်ထားဖို့အတွက်ဆိုလို့ရှိရင်တို့ကအဲ့လိုကိုယ်အာ love language ငါးမျိုးပေါ့နော်အဲ့ထဲကနေပြီးတော့မှလက်ဆောင်လေးတွေပေးတာမျိုးကိုယ်ကို gift စိုက်တာမျိုးအချိန်ပေးတာမျိုးစသဖြင့်ပေါ့ကိုပြောမဲ့အရာလေးတွေကိုတို့က ဖန်နီးပေးနိုင်မယ်ဒါတော့ flat တဲ့အဆင့်မှာနော်ဖန်နီးပေးတာမျိုးအဥပမာလက်ဆောင်ပစ္စည်းဆိုလို့ရှိရင်အကြီးမဟုတ်ဘူးကွာတတိလေးကစား handmade လေးတွေပေးတာမျိုးပကြီးလေးတွေဆွဲပေးတာမျိုးစသဖြင့်ပေါ့အယုတ်ကောက်ပေးတာမျိုးအဲ့လိုမျိုးလေးပေါ့ပျော်အောင်လို့ဘယ်လိုပဲဖြစ်ဖြစ်ဖန်နီးပေးနိုင်မယ်အဲ့လိုကောင်လေးတွေတွေ့ပြီဆိုလို့ရှိရင်နော်အဲ့ကောင်လေးတော့အမှတ်ပို့ပေးလိုက်ဘာလို့လဲဆိုတော့ဘွားမှာပျော်ရွှင်ဘွားအရေးကြီးရယ်လေကဲဒါတော့ကောင်မလေးတွေအတွက် ကောင်လေးတွေအကြီးစား flat တဲ့အခါမှာတုံးတက်တဲ့အချက်လေးတွေက9ချက်ပြောပြပေးသွားဖြစ်ပါတယ် တကယ်လို့တင့်ပောင်ဝင်ကျင်မှာပေါ့နော်ဒီလိုမျိုးအကောင်လေးရရှိနေမယ်ဆိုလို့ရှင်သူတို့ကတင့်ကိုတကယ်ပဲလာပလေးတာလားတော့မဟုတ်လို့ရှင်တကယ်စိတ်ဝင်စားလို့လာဖလက်တာလားဆိုတာကိုအဒီအချက်လေးတွေနဲ့တိုက်ကြည့်ပြီးတော့စမ်းစစ်ကြည့်ပေါ့နော်အကိုက်ညီလားမကိုက်ညီလားပြီးရင်လည်းပြန်ပြောခဲ့ကြအောင်အနောက်တစ်ခုကကြတော့တကယ်လို့ကြည့်နေတဲ့သူတွေထဲမှာ single ဖြစ်နေသေးတယ်ဆိုလို့ရှင်ဘာမှစိတ်ဝင်ဘူးနဲ့ Yumi application ကိုဒေါင်းပြီးတော့တငယ်ချင်းလက်တွဲပေါ်လာရှာလို့ရပါတယ်နောက်တစ်ခေါက်မှာလည်းဒီလိုမျိုးအခြေအနေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအကြံဉာဏ်ပေးသွားအောင်မို့လို့ပြန်ဆောင်ရမယ်နော် အားလုံးပဲတက်တာယူမီနှလုံးသားချင်းချိတ်ဆက်စို့